်ညီပါဗျာဒီနေ့ညမှာကျွန်တော်ပြောပြမယ့်တည်င်းကတော့နည်းနည်းတရားရဖို့လည်းကောင်းတယ်ပေါ့နော်ဂျပန်ဖိုးကြီးတယောက်ဒါအသက်က88နှစ်တောင်ရောက်နေပြီ88နှစ်အရွယ်ရောက်နေတာတော့မှနှာခေါင်းမီတောက်နေတဲ့ဂျပန်ဖိုးရဲ့လောက်ရကိုပြောပြတော့မှဖြစ်တယ်ပေါ့နော်အဖြစ်စဉ်ကစိုင်းတမခန်ဒီဆိုခါမြို့မှာရှိတဲ့လမ်းမပေါ်မှာပေါ့နော်အထက်တန်းကျောင်းသူကြီးအရွယ် main clean ရဲ့ပခုံးကိုဒါချုပ်ကင်ပြီးတော့ကားစီအတင်းဆွဲခေါ်ပြီးတော့ဒါမရင်းချင်းပို့အားထုတ်ခဲ့တဲ့ 58နှစ်အရွယ်အောင်ရှိနေပြီဖြစ်တဲ့ချိန်မှာဘိုးကိုဖမ်းဆီးလိုက်တယ်ပေါ့နော်အဲဒီညမှာတစ်ချက်ပြောရရင်တချို့တွေကအဖိုးကြီးအဖွားကြီးတွေဆိုရင်ကို့အဖိုးဘွားရွယ်မို့လို့ဆာနာတနာကြတယ်ပေါ့နော်အဲ့မှာအဲ့တော့အသားကြီးထီတာထီပြီးနှစ်သိမ့်ပြီးတာပေါ့အဲ့လိုမျိုးရှိရအောင်နော်လက်ဆွဲလက်ဆွဲပကုံးဆွဲပါဆိုရင်အဲ့လိုမျိုးရှိရမလားတချို့ကြတော့အဲ့ဒါကိုခွင်ကောင်းယူပြီးတော့အသားယူချင်တာပေါ့နော်ငကိုကလေးကတို့ကလူငယ်လူလက်ပိုင်းကလေးကတို့ကနှာဘူးတွေပေါ့နော်အသက်သာကြီးလာတယ် နာဘူးကနာဘူးပဲအဲ့လိုလူတွေအဲ့လိုအသားယူခြင်းနဲ့တက်ကြီးဝဲဦးတွေလည်းရှိတယ်ဗောနော်ဒါတော့အများတန်းတိထားမယ်သူတို့ကအသက်ကြီးသွားလဲပဲတနာစိတ်ကကုန်သွားတာမဟုတ်အများရှိနေအောင်ဗောနော်အားကြောင့်တချို့တွေအသက်ငယ်ငယ်မိန်ကလေးတွေကဒီလိုအဖိုးကြီးအဖွာကြီးကိုသွားပြီးတော့ဗောနော်ဖြူးစုဆောက်ချောက်တွေအခါမှာတချို့ကအသားတမင်တသက်ယူလာတာရှိပါတယ်အဲ့ဒါကိုတိထားပါနော်ကိုယ့်ရဲ့အဖိုးအဖွာအရွယ်မို့လို့ဆိုပြီးလက်လို့ဆက်ပဲမနေလိုက်ပဲဗောနော်တချို့ကအသားယူကိုယူပါတယ် အဲအခုအခါမှာလည်းဒီအဖိုးကြီးကပေါ့နော်သူ့ရဲ့ဆန္ဒကိုတိတ်ကနဲ့မထိန်းနိုင်အောင်မထိန်းနိုင်ဘူးလို့ပဲပြောရမှာပေါ့နော်ဒီ main clinic ကတင်းချက်ပြန်ပြီးဆိုရယ်အဲသဘောမတူတဲ့ဒါလိန်ဆက်ဆံမှုကျူးလွန်ရအာထုတ်သူအဖြစ်ရှဲကဒါဖန်ဆီးလိုက်တယ်ပေါ့အဲချစ်စင်ကဒီလ17ရက်နေ့ဒါလမ်းမပေါ်မှာတယောက်တည်းရှိနေတဲ့အကြောင်းသူလေးကိုပေါ့နော်ဒီအဖိုးကြီးကအဲချစ်စရာလေးတော့ဆိုပြီးတော့လှမ်းခေါ်ပြီးတော့အကောင်မလေးကိုရှက်ခိုင်းတယ်ဗောနောက်ပြီးတော့ကောင်မလေးရဲ့ပခုံးဖမ်းချုပ်ပြီးတော့အဖိုးကလာသူ့ကားစီကိုဆွဲခေါ်တယ်ဗောနောတကယ်ဘောပဲ ချင်းစိတ်တစားဆန်နေပေါ့နော်အဖိုးကြီးရဲ့လုပ်ရက်ကမိန်ကလေးငယ်ကလည်းအကြောက်ကန်ရုံးလာပေါ့လေသူဒီလိုဒီမှာကားစီကိုဆွဲခေါ်သွားတယ်အကြောက်ကန်ရုံးလာပေါ့အဲကန်ကောင်းလာတော့ဆွဲခေါ်တဲ့သူကလည်းဒါတန်တန်မမအမျိုးသားမဟုတ်ပဲနဲ့နော်ဒါဒီကနေ့80ရှင်းနေအရွယ်အဖိုးကြီးဖြစ်နေရကြောင်းမိန်ကလေးငယ်ကရုံးနိုင်တယ်ပေါ့လေအဲ့တော့မိန်ကလေးငယ်လွတ်မြောက်သွားတော့အဖိုးကြီးလည်းသူ့ကိုဒါပတ်ဝန်းကျင်ကတတိမထားမိငယ်ပေါ့နော်မိန်ကလေးကဒါလွတ်သွားတော့အကူကြီးတောင်းတော့မှလीအဲ့တော့အဖိုးကြီးကလည်းအချိန်ကြီးထွက်ပြေးသွားတယ်ပေါ့ အဲအဲ့နောက်မှာ main clean နေရတယ်ဒါသူအိမ်ပြန်ရောက်သွားမှာပေါ့ဗျာအိမ်ပြန်ရောက်သူ့မိကိုတိုင်တန်းမှာပေါ့သူ့မိဖြစ်သူကနောက်နေမှာရဲကိုတိုင်ပြီးပေါ့နော်တိုင်တဲ့ခါမှာရဲရတယ်ဒါအခင်းဖြစ်သွားတဲ့နေရာကလမ်းမှာရှိတဲ့လုံခြုံရေးကင်မရာတွေရဲစစ်စစ်ရတာနေဒီအဖိုးကြီးဘယ်မှာနေရဲဆိုတာသိပြီးအဖိုးကြီးချီရခံပြီးတော့ဒါဖမ်းမိသွားတယ်ပေါ့အဲ့တော့ရဲဖမ်းခံလိုက်ရတဲ့ဖိုးကိုဖြစ်တဲ့သူကတော့ဘလုံညို့တာကြောင်မြင်လာတယ်ဆိုတော့အဲသူဒီကောင်းမလေးကိုအတင်းကျပ်မလုပ်ဘူးပေါ့နော်အဲမင်းကြီးမကောင်းမလေးရပဲဒီအဖိုးကြီးနောက်အသားတွေကြီးလိုက်သွားတဲ့ပုံစံမျိုးအဖိုးကြီးကတော့ကြောင်ငင်းစင်တာလေးပေါ့နော် ဒါမို့လို့ဂျပန်မှာပဲဖြစ်ဘယ်မှာပဲဖြစ်ပေါ့နော်အဲလူသူပြတ်တဲ့နေရာတွေကိုရောက်ရင်ရောရှေ့မှာအဖိုးကြီးပဲဆိုပြီးတော့ပေါ်ပေါ်ရောရောနေလို့မရဘူးပေါ့နော်တချို့တွေကဒါနှကောင်းကြီးတောင်းနေရာကြီးတော်တော်ဆိုးဆိုးပါရှိပါတယ်အဆုံးဒီနောက်လုံးလေးတချို့တွေ့ပါတယ်နော်တရင်နေရာတွေဒီလောက်ပါပဲကျွန်တော်တော့2018ကလေးရတယ်ဒါ Facebook မှာဟာနာဆာကလေးဂျပန်ဆိုတဲ့နာမည်နဲ့ဂျပန်တရင်နေရေးတယ် YouTube မှာတော့ Yukimi Channel ဆိုတဲ့နာမည်နဲ့ဂျပန်တရင်ဗီဒီယိုလေးလင်းဆက်ပေးပါတယ်ကျေးဇူးတင်ပါတယ်